ိုင်းမြန်မာနယ်စပ်မှာအထိုင်ချထားတဲ့စစ်ကောင်စီရဲ့ခြေပြန်တပ်မဌာနချုပ်89လက်အောက်ခံတာလန်ဗျူဟာစခန်းကိုတော်လန်ဤပူပေါင်းတပ်တွေကမေလ13ရက်နေ့ညနေပိုင်းမှာသိမ်းပိုက်ခဲ့တာလို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါဗျ။ကင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လန်ဤပူပေါင်းတပ်တွေဟာကင်အမျိုးသားစီယုံ KNU တပ်မခွနဲ့နေမြေထဲမှာရှိနေတဲ့လေးပနာဒီခေါ်တခေါ်ဘီကွီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်တစ်ဆက်တည်းရှိနေတဲ့တာလန်ဗျူဟာစခန်းကိုဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်လိုက်တာပါ။ ကျွန်တော်တို့ရဲ့စီရင်ဆိုင်ရာယူနိုက်တက်ဖြစ်တဲ့ကျွန်တော်တို့ရဲ့မြေကြီးထဲမှာပေါ့နော်ဒီခေတ်ခေတ်ကောင်စီရဲ့ပတ်စံအားလုံးတုံ့ထုတ်ပြီးဆိုတဲ့ဒီရဲ့အတိုင်းကျွန်တော်တို့ survive မှာဆောင်ရွက်နေပါတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ဆက်လောင်ပြီးတော့ပြည်သူကြီးမှာပြည်လာမဖို့ပြည်ဒီစကန်တိုင်းတိုက်ပွဲမှာ120မမ87မမလက်နက်ကြီးကြီးစံတွေအပါအဝင်လက်နက်အလက်30ကျော်နဲ့အခြားလက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ KNL တာဝန်ရှိသူတဦးကိုကိုးကားပြီးကရင်သတင်းဌာန KNC ကဖော်ပြထားပါတယ်။လက်တလုံးမှာ KNU တပ်မခွနခုလုံးစစ်အခြေအနေတွေတင်းမာနေပြီးအထူးသဖြင့်တော့အရင်ကတိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့တပ်မခွနနယ်မြေတွင်းမှာ2025မလကစလို့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီစခန်းတွေကိုတဖြည်းဖြည်းချင်းသိမ်းပိုက်နေတာဖြစ်ပါတယ်။လက်ရှိမှာတပ်မခွနနယ်မြေတွေကပူလူတုတက်စကန်၊ကလေဒေးတက်စကန်၊မော်ဖားသူခေါ်၄ခေါ်စကန်၊လေးပနာဒီခေါ်တခေါ်ဘီခွီးတက်စကန်နဲ့ ဒါလည်း viewer scan တွေကိုတိမ့်ပိုက်ထားပြီးဖြစ်ကထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းအနည်းငယ်သာကျန်ရှိတော့တယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပြပါဗျာ။